အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးတဲ့တွေအားလုံးမင်္ဂလာပါ။ဒီအပိုင်းမှာပဲ Man United ရဲ့နီးပြ Ruben Amorim ကဒါကွင်းလေပိုင်းအတွက် Adam Wardaw ကို ပြိုင်ပတ်တွေကိုကြော်ပြီးအရခေါ်ယူပေးဖို့ကလပ်ရဲ့ဘိုးဖွဲ့တာဝန်ရှိသူတွေကိုတိုက်တွန်းထားတယ်။ဆိုတော့ဖော်ပြတဲ့ report က Daily Star မှာဖော်ပြထားတာဖြစ်ပြီးတော့ Football Insider ရဲ့ report ရလဲ United ကတေချာပေါက်ကွင်းလယ်တယောက်ကိုခေါ်ယူဖို့လုပ်တဲ့အချိန်မှာဒီ January ကာလမှာတခြား option တွေကိုလည်းစဉ်းစားထားတယ်။သူတို့ຫນွေရသည်မှာအဓိကရည်ရွယ်ထားတဲ့ကစားမရှိပြီးသားအဲ့ဒါက Carlos Baleba ။ဒါပေမဲ့ Carlos Baleba ကို Brighton ကစောင့်ရသည်မှာမရောက်ဘူးလို့ကြေညာထားတဲ့အတွက် Man United ကအခြား target တွေအထူးသဖြင့် အလီယာအန်ဒါဆန်ကိုလည်းနော်တန်ဖောရက်စ်ကရောင်းချဖို့ဆန္ဒမရှိဘူး။နွေရာသီဆိုရင်တော့စဉ်းစားနိုင်တဲ့အခြေအနေကြောင့်အလီယာအန်ဒါဆန်နဲ့တစ်ဖက်ကကာလော့စ်ဘာလီပါရဲ့ option ကိုနွေရာသီထိ United က option တစ်ခုအနေနဲ့ထားတယ်။ဒါပေမဲ့အခုဒီစောင်းရာသီမှာ Brighton ရဲ့ကွင်းလယ်ကစားမကိုခေါ်ယူဖို့ထက် Palace ရဲ့ကွင်းလယ်ကစားမကိုပဲအဓိကကြိုးပမ်းနေ။ဆိုတော့စောင်းရာသီကာလမှာ Adam Water ဟိုပြီးခဲ့တဲ့ရပိုင်းက Man United ကပေါင်တန်း60လောက်နဲ့ကမ်းလှမ်းနေဆိုတဲ့သတင်းတွေလည်းထောက်ရှောက်တက်တယ်။ နောက်ဆက်တွဲအနေနဲ့ United ကသူ့ကိုခေါ်နိုင်လိမ့်မယ်လို့ထူတဲ့ချိန် Crystal Palace ကကျွန်တော်တို့နားလည်ထားတာက Palace ဟာပတ်စံပေးရင်ရောင်းချတဲ့အသင်းဖြစ်တယ်ဒါပေမဲ့သူတို့ကိုထိုက်တဲ့ပြောင်းရွှေ့ခြင်းမျိုးကျွန်တော်အမြဲပြောလို့ပေါ့လေ Michael Olise ကိုပတ်စံပေးတယ် Aberichi Eze ကိုပတ်စံပေးတယ်သူတို့လိုချင်တဲ့ကစားသမားတွေကိုဒါပတ်စံပေးကြည့် Palace ကရောင်းတယ်ဒါပေမဲ့ Underwater ကိုချက်ချင်းရောင်းပါမလားသူတို့မှာအစားထိုးစရာ Jefferson Lama ရှိတယ်အာရူဟူရှော့ရှိတယ်ဒါပေမဲ့ဒီချက်တိတ်လေးတော့သူတို့ တနည်းလောက်ဆက်ထင်းထားရင်ဒီတက်ပိုရနိုင်တယ် United ရဲ့တာဝန်ရှိသူတွေကိုဒါအခုလောလောဆယ်မှာ Man United ရဲ့နီးပြ Ruben Amorim က Adam Water ကိုလိုချင်တဲ့အသင်းတွေရှိတယ် Liverpool လည်းသဘောကျတယ် Manchester City လည်းသဘောကျတော့ဒါဒီ January မှာကျွန်တော်တို့မရရင်တော့မှလာမယ့်နိုရာဒီမှာတော့တေချာပေါက်ခေါ်ယူပြီးဖို့ ဒါပြိုင်ဘက်ထီတလက်ထဲမရောက်ဖို့အတွက်ဒါ Ruben Amron က Sergeant Radcliffe နဲ့ဘိုးဘွဲ့တောင်းရှိသူတွေကိုတောင်းဆိုထားတယ်ဆိုတော့ဖြစ်နိုင်ခြေကတော့ရှိတယ်ဒါပေမဲ့နည်းနည်းတော့ခတ်လိုက်မယ်အဲ့နေရာမှာ Man United ကအခု Bayern Munich အသင်းရဲ့ကွင်းလက်ကစားမဖြစ်တဲ့ Alexander Pavel Pavlovic ဆိုတဲ့ကွင်းလက်ကစားမဒီသားမလေးက Bayern မှာတေချာပေါက်နေရာရတာမှန်ပေမဲ့တကယ်လို့ Bayern က right back တယောက်ကောင်းကောင်းဝင်လိုက်ရင်ကွင်းလက်က Joshua Kimmich ထက်ကစားရင်သူ့အတွက်နေရာပျောက်နိုင်တယ်အခုတော့မှ Bayern Munich မှာသူနေရာရဖို့ခတ်တယ် တကယ်လို့အခုမူဆီယာလာပြန်လာပြီအခုဘိုင်မားဗျာမူဆီယာလာပြန်လာပြီဆိုရင်အဲ့မှာမူဆီယာလာက30ရုပ်ဝင်တာတော့ဘာလို့ဖြစ်ရင်သူနေရာပြောက်လာဘာလို့ဆိုတော့မိုက်ကယ်အိုလီစီလည်းရှိတယ်ဘိုင်အတက်ကင်းကအရန်ကောင်းတဲ့အချိန်မှာအိုက်ကွင်းလည်းကခင်မစ်နဲ့လီယွန်ဂိုရက်စကာလည်းရှိတယ်ဆိုတော့ဒီချတယ်လေးကိုတော့ခုနောက်ပိုင်းမှာဗင်ဆစ်ကွန်ပဏီသုံးနာမှပြင်မယ်အဲ့ချတယ်လေးကိုလိုချင်တဲ့အသင်းတွေကများတယ်မန်စီးတီးပါနေတော့မယ်ဆိုတော့ Pavlovic က Man United ရဲ့ radar ထဲမှာထည့်ထားတယ်ဆိုတော့ဒီ January ကာလမှာ Adam Water ရဲ့ Pavlovic ရဲ့နှစ်ယောက်ကို Manchester United ဘက်ကတော်တော်လေးသဘောကျတယ် club ကတော့အဓိကရှင်းနေဗျသူတို့ရဲ့ attention တွေအားလုံးဟာ midfielder defensive 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 central midfield player တယောက်ယောက်ပဲဆိုတော့အခုဆိုရင် Spurs က Kobe Mendu ကိုသဘောကျလို့ okay Napoli တွေပဲတွားနေနေငါတို့အသေးကိုပဲပြောင်းလာခဲ့ဆိုပြီးတော့ညပြ Thomas Frank ကဒါစီးအောင်နေတယ် ဆိုတော့အခု club အနေနဲ့အခုလောလောဆယ်မှာ man united က adam water လို့ကစားမမျိုး water လို့ကစားမမျိုးကိုရပိုးကပတ်စံနေနေပြီးဖြစ်တယ်80-80လောက်ပေးကြည့်လက်မကြည့် villa ဒီ crystal palace ရောင်းနေပြဒါပေမဲ့ bayern လို့အသင်းမျိုးကကစားမမျိုးတွားခေါ်ဖို့ကြတော့ခတ်တယ် သူတို့ကတောင်တောင်ရောင်းလေရောင်းထားလေနေတယ်သူတို့အဲဒီမှာမကြိုက်တော့မှဘိုင်ရန်ကဗျာအခုချိန်မှာသူတို့ရှီကဝယ်လို့ရတဲ့ကစားမှာကျွန်တော်မြင်တော့ခင်မင်းကြီးတယောက်လောက်ပဲရှိမယ်။ Okay တကယ်လို့ဥပမခါနိုးတတမတွေ့တော့မှခင်မင်းကြီးကိုဆက်ထိမ့်မယ်ဆိုရင်တော့ဥပမခါနိုးဘယ်လောက်ပဲရှိကျွန်တော်ကျန်တဲ့သူတို့ရှီကကစားမှာနေတယောက်တယောက်ဝယ်ဖို့ကဘိုင်ရန်ကခတ်တယ်ရောင်းလေရောင်းထားမရှိဘူးဆိုတော့ဘိုင်ရန်မြို့နယ်ရဲ့အိုက်ခွင်းလေခုကက United ကဗျာ Pavlovic ရဲ့ Adam Warden ရဲ့ပြီးတော့ Carlos Baleba ရဲ့ Elliot Anderson ရဲ့အဲ့ဒီ၄ယောက်ကတော်တော်လေးခါကြရဲဘာကြောင့် Atlanta က Anderson တို့ဘာလို့ဟိုဒီ Edison တို့ဘာလို့မကြိုက်လဲမသိဘူးဒီကမှလည်းကောင်းတာပဲဒါအခုလောလောဆယ်မှာဒီ Man United အသင်းက Bayern Munich ကိုလည်းကစားမလေးနဲ့ Adam Warden တင်ရောက်ကို January ကာလအတွက် Ruben Amorim ကပုံဖွဲ့ကို request လုပ်ထားတာပါအားလုံးကျေးဇူးတင်ပါတယ်